ထုံးချံရဲ့ပြည်သူများအားလုံးမင်္ဂလာပါရှင်။ဆ ्याम မခင်းနေရရဲ့ချက်လာချင်ရဲ့ဆွေဝတ္ထုလေးကိုအပိုင်းဆက်ဒီနဲ့ဖပြပေးနေရပဲဖြစ်ပါတယ်ရှင်။အခုဖပြပေးမှာကတော့အပိုင်း၅ပါရှင်။မိမိကြီးကိုရောက်တော်နေရင်မမခင်ကိုတခါတည်းစိတ်အောင်လို့တင်လိုက်ရသည်။မျက်လုံးရည်များညွှန်၍နှာခမ်းများဖြူနေသည်။ ကလေးများနဲ့မမေကြီးမှအိမ်ကိုပြန်နေသည်ကိုကိုမအလာကိုကျမဆောင်ရင်မမခင်ပေးရင်နေသည်အမှန်တော့မမခင်သည် သူ့နေကသူ့ကိုလာကြည့်စီချင်လာပြီအိယာဘော်ရင်မိန်းနေရမှာ ခြေတန်ကြတိုင်းအခန်းဝါသူလှမ်းရကြည့်၏မျက်လုံးပေတွင်မို့ဖောင်းသော အသားများလျော့ရင်း၍မျက်လုံးအိမ်မှာ ပြ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 ဖြစ်နေတော်သည်မမခင်ရင်ဟောတော်မလား တောင်းတာဖို့ယူရဲ့ညင်ဆိုလဲအိတ်လို့မရဘူးတွင်းရင်တွင်းရင်လည်းပဲမိုးလင်းတာပဲဘာဦးမှမတွင်းနဲ့ပေါ့မတွင်းဘူးလို့စဉ်းစားပြီးမေ့ပြပါတယ်ဒါပေမဲ့ကိုကမဘရောမမေ့လို့မရတဲ့သူပဲစိတ်ဒဇာယောဂမှာခံလာသည် ပလဲအကြောင်းကိုမသိရတော့ပါသည်စိတ်ပြပြနေမှကျမ်းမာမှာပေါ့ပြောအောင်တော့လုပ်တာပဲမရဘူးမမခင်ကတသက်လုံး သူ့ကိုခွင့်လွှတ်ပြီးနေခဲ့ရတာခုလဲနောက်ဆုံးခွင့်လွှတ်သွားရမှာပါပဲဟာမဟုတ်တာမမခင်ရလဲကို့ကိုမကျင်တာတဲ့သူယူတော့မရဘူးဆယ်ပြန်ကိုစိမ့်ပြလိုက်ပြီမမခင်ဒီမကြည့်တည်းနဲ့တူတူလေးရှည်လိုက်သည်မခင်ယူမင်းလူမဖြစ်သေးပါဘူးအပေါင်းကြီးငယ်သေးရဲ့အေးကွယ်ယူရောမမခင်သမီးလေးနှစ်ယောက်ကို မိန်းမဘွားဖြစ်ကြရတဲ့အတွက်မမခင်ဝမ်းနေမိရဲ့မင်းလည်းငယ်စိတ်မကောင်းသေးဘူးမမခင်လည်းငယ်တော့ကစိတ်ထက်ခဲ့တာပေါ့ဒါပေမဲ့မိန်းကလေးတွေဟာအင်မတန်ခွန့်လွန်နေတဲ့တရားတွေပါပဲမသိမချင်းတော့ဗေမင်းမမစုံသူတို့ကိုခွန့်လွန်အချိန်ကုန်သွားကြရမှာပဲတဘာဝတရားတွေအရောထုံတဲ့ဇလာတွေအရောသူတို့ကိုဥစားပေးခဲ့တာကိုမမခင်သည်ပြောရင်အတန်တုံလာပြန်သည် ကဲကဲစကားမပြောနဲ့အောင် နားအောင်မမခင်မမခင်နီခဏမင်းနေပြန်နီတပူစာမှချွေးစာများဆိုနေသည်ခဏကြာရင် ကုကုမောင်ရောက်လာသည်အံ့ဩစရာပဲမမခင်နီမျက်လုံးကိုဖွင့်မကြည့်ပဲငြိမ်သက်နေသည်ကုကုမောင်သည်နပူစာကိုမှမစမ်းလက်ဖျားကိုလည်းကင်၍ပဲမကြည့်ပဲ၁၀မိနစ်လောက်ပြီးရင်ထိုင်နေစဉ်စအိမ်မီအတော်ကြီးရောက်လာတော့သည်ကဲယူပြန်ကြစို့ ကျွန်မသည်မမခင်နာတော်ကကနှုတ်ဆက်ရင်းထွက်လာခဲ့ပါတော့သည်။ကားပေါ်တွင်နှစ်ယောက်ထိုင်ရင်းစိတ်ထဲမှမကြည်မနှမ်းဖြစ်လာသည်။ကိုကိုမအခုနေမမခင်သိရင်ငိုမှာပဲ။ဘာဝမ်းသာလို့ငိုချင်အောင်ဆောင်မဟုတ်လား။မဲဒီလောက်ကိုမရက်စပါဘောကွာ။ပုံမနေစမ်းမနဲ့ကိုကိုမရ။ကိုမိမနဖူးလျောင်းဆမ်းမကြည့်နေနိုင်လိုက်တာ။အေးလေပလဲမှာပလဲဖြစ်နေတာဦး။ တော်ပါတော့อยู่ရသူများတွေကြားကုန်ပါမယ်။ကျမသည်အလိုလိုစိတ်တွင်ယွန်လာတော့သည်။ဒါနဲ့မင်းကို congratulation လုပ်ရအောင်မယ်။အိုးဘာလို့လုပ်ရမှာလဲ။ယူနဲ့ကိုအောင်ကျော်စိတ်ဆက်တော့မလို့ဆို။ဟမ်။မင်းအနေနဲ့ယူဝင်မေနဲ့မမေကြီးတို့ရဲ့ကိုအောင်ကျော်ရဲ့အိမ်မှာတိုင်ပင်နေတယ်။ကျမစိတ်ထဲတွင်ဟိရွေငိုခြင်းသည်။လောက်ကြလေ။ တို့ကလူကိုဘာအောင်မိနေလဲမသိဘူးစီစဉ်နေလိုက်ကြတာမင်းသဘောမကျဘူးလားအဲ့ဒါတော့တူတူချာချာမစင်စားရသေးဘူးမမေ့သဘောလို့ယူပြောခဲ့မိတာ哦ကျမတို့နေရာတည်ကာမောင်ရင်အိမ်နာရောက်လာသည်ခြံဝနာရောက်မှပင် ကျမစိတ်ထဲတွင်ကတုံကြီးဖြစ်လာသည်ခုခုမအင်းရဘကမောင်းပါလားယူအိမ်နာကိုဝင်ချင်ဘူးခုခုမသည်လှည့်ကြည့်ပြီးပြောရင် ကားကိုဆံပေါင်းစဉ်ကိုအောင်ကျော်ကသည်ရှေ့မှဖြတ်၍ခြံထဲသို့ဝင်သွားသည် သူကငုံကြည့်လိုက်သေးသည်ကျမလည်းရှူတင်းတင်းနှင့်မော့၍နေလိုက်မိသည်သူတို့သာလှုပ်ရှုံနေတဲ့ထင်တဲ့ယူခုနပဲအိမ်ထဲတွေ့ခဲ့သေးတာကျမသည်ဘာမှပြန်မပြောဘဲညှိနေလိုက်သည်ညနေအတော်ဆောင်၍နေဝင်လို့ပါပကောမမခင်ဟိသွေးအားနေသောယောဂါမှာဘလို့မှမတူကြလာပဲကျမမှာ ။ညနေကြာအလုပ်ထက်ညနေတိုင်းစိတ်ယုံလို့ပြရသောအလုပ်ကပိုလန်းသည်။ကိုအောင်ကျော်နေစိတ်ဆက်ကြသည့်နေ့ကစိတ်ရှုပ်ရှုပ်နဲ့အိမ်ကိုဝင်မပြန်တော့မမေကြီးရောမမေရရော ဖုန်းဆက်ပြီးခေါ်သည်။ကိုကိုမောင်ကလည်းပြန်လွတ်နေသည်။အမလေးဒီလိုလောက်တာမကောင်းပြင်းမပြန်ချင်ဘူးအလုပ်တိုက်ကစီရင်စိတ်ယုံသွားတော့မယ်။အိုးဘလို့ဟာလေးလဲစိတ်ဆက်ပြီးရနေဆို တွဲပြီးလဲတိုင်းရပေါ့။အဲ့ကြောက်ကြီးကထပ်သားပဲ။ ကျမသည်ပြွေအိမ်မပြန်မဲနေလိုက်သည်ကိုအောင်ကျော်ကိုမယူချင်၍လည်းမဟုတ်ကြိုက်သလားဆိုပြန်တော့လဲမကြိုက်ပင် အမှန်တော့ကုကုကို ပြန်တွေးကြည့်မိသည်ယခုအချိန်တွင်ဘယ်ယောက်ျားကိုမှမယူချင်သေးသလိုဖြစ်နေပြန်သည်ဒီလောက်မြင်များဆဆဲအိမ်နောင်ရေးကိုလက်ခံလိုက်ခြင်းမှာကျမအတွင်အန္တရာယ်များဖြစ်နေမလားကျမရှိရင်မင်းမြင်နေရသောအိမ်တောင်ဆောင်ကအစင်မပြေဖြစ်နေချင်မှကျမကိုခြောက်နေသည်အမှန်တော့မောင်းထောင်လဲမောင်းထောင တောင်ကူလဲတောင်ကူဆိုလိုပင်ကိုကိုမောင်ကလည်းပွေလွန်းသည်မြားပွေမှုမှာအမှန်ဖြစ်သည်မမခင်ကလည်း ATA ဆက်ကိုလင်သားကြီးစိတ်ဓာတ်ကိုတော့မှနွေနွေတွေ့တွေ့ရှိအောင်မစွမ်းဆောင်နိုင်မမခင်ကအေးလီလီကိုကိုမောင်ဖို့ပလဲရလိုနွနွရရလေးတွေအစဉ်စိတ်ဝင်စားလေးဖြစ်နေသည်မှာမဆမ်းမီပြီးတော့ပလဲကအနောက်သူဖြစ်၍ဖြက်လက်တွက်လက်ပုံမှာအထူးပင်သင်စရာမလိုတော့ကျမမှလည်း ယခုအိမ်သားကြီးကိုရင်ဆိုင်ရတော့မည်ကိုအောင်ကျော်လက်တွင်ကျမဘွားကိုအဲ့ရတော့မည်ယူသည်တော်သည်ပညာတတ်သည်ဆိုတာတွေကတကယ်အိမ်သားကြီးတွင်အောင်မြင်မှုပေးပါမလားကြောက်ရွံ့လို့အိမ်ကောင်းရင်တွင်မုန်းတုံများထိုင်နေမလားတွေ့ရင်မင်းသူ့ကိုချစ်မရပင်အလန့်စင်း၍တွေ့ရတိုင်းအင်ဂရီတခွဲသားနှင့်ကျမကအခက်တီတီနေလိုက်သည်ကိုအောင်ကျော်သည်ခါတိုင်းဝင်နေကြညိုမဲမဲပစုံများကိုမဝေ့တော်ပေ ဆင်းဆက်ပြီးမှအဝတ်အစားတွေပြောင်းလာသည်မယန်းစိအကွာပိုးလုံးကြီးနှင့်မိခုရအပေါ်ဝဲအင်ကြီးကိုဝတ်တက်သည်သပင်တွင်လည်းဆေးရောင်တန်းရွေလာသည်ညဘက်သို့ညင်းညင်းညာခွဲထားသောသပင်များသည်ရခင်လိုဖျော်ဖျဲမဖြစ်နေတော့မြင်းသည့်အခါတိုင်းခက်တီလုံးနေပေမဲ့စိတ်ထဲတွင်ရည်ကြံလာသည်ယူဝိုင်းဝိုင်းမျက်လုံးကြီးတွေနဲ့စိုက်ရိုက်ကြိုင်ကျမမျက်နှာလွှဲလိုက်သည်ယနေ့ထိသူနှစ်တစ်ခါမှမတွေ့မိသေးပေ အလွတ်လွတ်ရင်းမင်းကိုကိုမအထမ်းတွင်သာအနီများခဲ့တော်သည်သူနေလဲအိမ်ကိုပြန်ကျင်၍မမခင်စီသို့တန်း၍လာခဲ့သည်မမခင်ပါများသည် ဖောင်း၍ဝါနေသည်ခြေကုံလေးတွေလည်းရောင်နေသည် အမှန်တော့အသားများပွားစီစီဖော်တော်တော်ဖြစ်နေသည်ချွေးတွေပြန်လာတိုင်းသူမောနေပုံရလေသည်သူခင်ကားလာစကားမပြောတော့ဘဲဘေးရင်ထိုင်နေသောကျမကိုစိုက်၍ကြည့်လိုက်မိန်လိုက်နေလို့နေတော်သည်သူ့အသွင်ပြင်မှာ နှလုံးသိအားနည်းနေသူကိုဖော်ပြရနေတော့သည်ကလေးတွေကိုသူ့ထံမခေါ်ခဲ့ရန်လူတိုင်းကိုမှာနေတော့သည်ဆရာဝန်တွေကမူမမခင်အခြေအနေကိုလက်လွတ်နေကြတော့သည်ဘာပဲဖြစ်နေနေလူတယောက်အနေနဲ့ဖြစ်ဖြစ်ကိုကိုမောင်သည်မကြကနလာကြည့်ဖို့ကောင်းသည်မကြခင်တွင်မမေကြီးရောက်လာသည်ရှုအဲဦးပြန်စမ်းမင်းမမေစောင့်နေကျမသည်မမခင်ရှိရင်စကားများများမပြောရရေခေါင်းငင်ကအပြင်းထွက်လာခဲ့သည် ိမ်တွင်ကိုအောင်ကျော်ရောက်နေမှစိုးရိမ်နေသည်ဒါပေမဲ့အိမ်ရောက်သောအခါဇက်ထုံမှတမျိုးဖြစ်နေတော့သည်အဲ့ကန်းကိုမဝင်ခင်စကားသံများဆို၍အပြင်သို့ထွက်လာသည်ဥကြွာဒီเจ้าနေကျမကိုအစိုးရပြောဖို့ကောင်းတယ်မမေအတန်သည်ကြဲ၍တုံတုံရီရီထွက်လာသည် ကျမအဲ့ကန်းဝရင်ရက်လိုက်နေဥကြော်ရောမမေပါကျမကိုလမ်းကြည့်ကြသည်မမေနှခမ်းများသည်ဖြူ၍မျက်လုံးတွင်မျက်ရည်ရိုးဆုံနေသည်။ငကိုကကြာနေသောနှစ်ထင်များမှာပို၍ချောင်သလိုထင်ရသည် ဦးကျော်ကြည်ပေါ်မှာအလန်တကြားဖြစ်နေသည်အခန်းထဲတွင်မီးဖွင့်ထား၍မီးရောင်နှင့်သူ့မျက်လုံးမှာကြားမျက်လုံးကိုခတ်ထန်နေသည်ရှင်သွားနိုင်ပါပြီဦးကျော်ဦးကျော်သည်ကျွန်မကိုထပ်၍ကြည်ကအထွတ်မတ်အခန်းသို့ဝင်သွားတော့သည်ဘာဖြစ်နေကြလဲမမေမမေသည်ရှိုက်၍ရှိုက်၍လာသည်ဟာဘာဖြစ်ကြလဲကျွန်မသည်မမေဘေးတွင်ဝင်ထိုင်ရင်မမေကိုကင်၍လှုပ်လိုက်သည် သူသည်မျက်နှာကိုအုပ်ထားပြန်သည် သမီးဟာဒီလိုလုပ်ဖို့မကောင်းဘာလဲမမေသမီးဘာလုပ်လို့လဲသမီးစက်ထုပ်ကိုမမေရှင်းမှဖြစ်မယ်ဘာစက်ထုပ်လဲမမေဒီကျမကိုမော်ကြည့်လိုက်သည်ဒါပေမဲ့သူ့မျက်လုံးများသည်ညည်ရီဆိုနေသလားဝင်းဝင်းတောင်နေသည်ဒီလောက်ငါသမီးလဲနေမှမမေမသိဘူးမမေဘာလို့ပြောနေရလဲသမီးတခုမှနားမလဲပြောစမ်းပါနားမလည်ရင်ပြောပြရမှာပဲဘာလို့ကိုအောင်ကျော်နဲ့စိတ်သက်တာကိုလက်ခံရတယ်လဲ ခက်ကပြီသူတို့ကလည်းသဘောတူ၍တမကဥကြောင်ကြောင်နဲ့လက်ခံလိုက်ရသည်ရှ िख ူဘာဖြစ်ပြန်ပြီလဲမမေကသဘောတူရဲ့ဆိုအေးလေသမီးကတန်တန်ရှင်းရှင်းချင်းလို့သဘောတူတာအခုတော့အခုတော့သမီးဘာဖြစ်နေလို့လဲညီညီကူကောင်နဲ့ညာနေတာဆိုဟမ်ကျမဒီတခေါနာအွန်လိုင်းမိသည်မမေဒီတတလုံးမတုံးစဘူးညီတွေဘာတွေနေတော်တော်တော်သထွက်နေပုံရသည် မမေဒေါသထွက်သလိုကျမအသားတွေကလည်းတုံလာသည် မဟုတ်ဘူးမမေနည်းနည်းမှမဟုတ်ဘူးမညာနဲ့မိခင်ယူမမေအကုန်သိတယ်သူသည်ရှိုက်ရွေရှိုက်ရွေနေပြန်သည်ခတ်တာပဲမဟုတ်ဘူးဆိုတာလွယ်လွယ်တမီဘာမှမပြောနိုင်ဘူးအေးတမီမဟုတ်တာမုံလာဥဖြစ်နေဟုတ်ဘာရီလက်စုပ်လက်ကင်ပြနိုင်လို့လဲဥကျော်ဥကျော်ကိုယ်တိုင်ညီတို့နှစ်ယောက်ကိုအိတ်ခမ်းထဲမှာမိတာပဲ ပြီးတော့ရှက်လိုက်တာဟမ်ယောက်ျားလေးအိတ်ခမ်းထဲမှာညီကရောက်နေသေးရင်မမေတိတ်ရှက်တာပဲကျူကျူပိုင်အောင်စိတ်ရင်ငိုနေပြန်သည်ခတ်လိုက်သည်မှာအလွန်မေးဘာရီပြောရင်ဘာရီဖြစ်နေကြပါလဲတရိတ်ဆိုင်မဟုတ်တာရီပြောသွားရထင်တယ်မိခင်ကမကြိုင်းနဲ့နော်ကိုဦးလေးလောက်ကမမေတို့ကလည်းအရန်ဆူဆွဲတာပဲကျမသည်လူကြီးတွေကိုတစ်ခါမှအော်ရွေးပင်မပြောခင်မီယခုတော့ကျမဒေါသကိုကျမမချုပ်တီးနိုင်ဘူး ဆွဆွဲတာမဟုတ်ဘူးအညာအားလုံးအိတ်နေပြီရဲ့ကတင်မောကလိမ့်ကြလို့ဥကြောင့်တက်ကြည့်ရောညီတို့နှစ်ယောက်လဲရတွေ့ရအရက်ဆောင်ကလည်းဟောင်းလို့တဲ့ဘလို့အဖြစ်မျိုးဖြစ်နေကြလည်းမသိဘူးပြီးတော့ဒီအခန်းကကိုကိုမောင်အခန်းမဟုတ်ဘူးမေမေမဟုတ်ဘူးတမီးသတိရပြီအညာတိတ်တော့မမေတိတ်ခတ်ပါလားရခင်ကအေးအေးဆေးဆေးနဲ့ကြောတတ်သလားယခုအခါအရန်ဆွဆွဲနေပြန်ပြီ အဲ့ညာထားပါအောင်ပသိမ်မက်ကိုဘာလို့ထွက်ရတာလဲဥကြောင့်လဲပါတယ်ဆိုဟုတ်တယ်အေးအဲ့တော့ကတအိမ်လုံးအပေါ်ရမှာညီတို့နှစ်ယောက်ထဲတော်ပါတော့မမေစက်တောင်မတွေးချင်းမတွေးချင်လည်းနေမမေကိုပင်ခွာပြောမိလာသည်ဖြစ်ရှင်းသမျှကိုနားမထောင်တော့ပဲကျမဆက်ပြောနေလဲပုံနေတော့သည်သိပါတယ်ဒါကြောင့်တိတ်မှုပြောင်းနေတာ哦မအောင်ကျော်နဲ့ဆက်ကြပြီးခရေကကုကုမောင်စီကနေအိမ်ကိုပြန်မလာတော့ မိမိပြောတာတွေလွန်လာပြီကိုကိုမသူ့မိမအပြန်ရောက်ကြတဲ့အိမ်ပြန်မအိတ်တာတော်စမ်းမှာသမီးကိုယ်တိုင်လည်းမောင်အောင်ကျုံမျက်နှာထိုင်းနဲ့လုံနေလိုက်တာအစအပြောရင်မိမိဘာမှမစီမံဘူးအခုတော့ကိုကိုမသမီးကိုခေါ်မှမို့မောင်အောင်ကျုံကိုလက်ခံတာမဟုတ်လားအခုမောင်အောင်ကျုံကလာပြီးပြောတယ်စိတ်ဆက်ထားတာဖြတ်လိုက်ပါတဲ့ပါကျမသည်ယူကျင်တယ်လို့ဖြစ်သွားရသည် စိစက်ထားသည်ကိုဖြတ်လိုက်ရ၍ဝမ်းနေသည်မဟုတ်။ယောက်ျားတယောက်နှင့်မဟုတ်တရအဆွဆွဲခံရသည်မှာအသိနာစရာကောင်းလာသည်။သမီးအကြောင်းကိုသူအကုန်သိသွားပြီ။ဥကြွာပြောပြတယ်။ရိုးတဲ့လူငယ်တက်ကိုသမီးဒီလိုမစော်ကားသင့်။မမေတို့ထင်နေတယ်လို့ထင်တော့သမီးဘာမှမရှင်းချင်။ဖျားသခင်အမှန်တရားကိုသိမှာပဲ။ဖျားကိုဆွဲမထည့်ပါနဲ့။ရော်ကြီးပေးပြီးတော့စိစက်တာကိုဖြတ်ချင်တယ်။ရော်ကြီးလည်းမပေးနဲ့ဖြတ်ချင်တဲ့အချိန်ဖြတ်ပါ။ အရှက်မရှိတဲ့တရက်စီမှာညီရတော်ဖြတ်ချင်နေတာကိုသမီးရှင်အနေနဲ့မမေရှက်တယ်။မမေသည်စေးတဲ့သို့အော်ဟစ်လိုက်သည်။နောင်စိတ်အေးသောမှာရှင်းပြလို့ဖြစ်တော်မီ ဆက်ပြောရင်းပြောတော့လောက်ကြောပေါနေမှာပဲဖြစ်သည်။ရော့မအောင်ကြောပြီးသွားရဲ့စာ။ကျမသည်စာကိုလမ်းယူထားလိုက်သည်။တောင်မျိုးတွေရှက်ကိုရှက်တယ်။တကားမှမတော်မှုသောစကားလုံးကို ကျမတော့လိုက်သည်။အမှန်တော့ ဒီတစ်ခါတိုင်းလိုက်ရသည်မှာစိတ်ပေါ်သွားသည်ယခုမှဆဲကြသည့်အတိတ်ဘက်ကိုနားလည်လာတော့သည်ရှင်နှိမ်မှဒေါသတွေကို ထုတ်ပြသည့်နေရာတွင်ဆဲခြင်းသည်တခုပါသည် ဖွင့်၍ဆဲလိုက်ရသည်မှာရှင်နှဲတွင်သက်သာသည်ဆမလှည့်၍ခန်းဝါတို့ခြေလှမ်းတွင်အမျိုးတွေကိုဆဲကြမလို့မိခင်လင်းစိတ်မှုန်နေပြီးရိုင်းချင်တိုင်းမရိုင်းနဲ့ကျမသည်ဘာမှလှည့်မပြောဘဲလေကားကိုတက်လာသည် ဦးကျော်ကြီးကိုပဲတော်ရီတက်ချင်းတယ်လို့လို့ကိုအောင်ကျော်ကိုပဲလိုက်ရိုက်ချင်းတယ်လို့လို့ဖြစ်လာတော့သည်အိယာစီကိုပဲပြေးရသည်ရခိုင်ကတော့တာယာရခဲ့သောမမေ့ရှင်ဝင်သည်ကျမကိုလက်မခံတဲ့နောက်အိယာစီကိုပဲကျမပြေးရသည်အိယာဝန်လည်းရင်ကိုအောင်ကျော်စာကိုဆုပ်၍ဖွင့်ကြည့်သည် စာကိုမဖတ်ချင်း လူကိုပဲတွေ့လိုက်ချင်းသည်ချစ်လာစွာသောယူ တတ်တာဖို့ဘုအချင်းကကိုအောင်ကျော်စိတ်ဒုက္ခရဆုံးပါပဲ။ရှုကိုအတော်ကြာလေ့လာခဲ့ပြီးမှကိုအောင်ကျော်ချစ်ခဲ့တယ်။ဒါပေမဲ့အာလုံးနဲ့အဖြစ်ကြောင့်လူငယ်ချင်းမဆောက်ရမိတာဟာကိုအောင်ကျော်အမှားပဲ။လူလဲလူချင်းလို့ဖြစ်တဲ့နည်းနဲ့နှီးစာအောင်ကြံခဲ့မိတယ်။ကိုအောင်ကျော်ချစ်သလား။ရှုကမူမမှန်နေတာတွေစိတ်ဆက်တုံးကပြန်လာတာတွေဟာခုမှတစ်ခုချင်းစီပေါ်လာတယ်။ရှုနဲ့ကိုကိုမအဖြစ်ကိုမသိသေးလို့ကိုအောင်ကျော်လည်းကြံမိတာပါ။ အစအတိပေးပါတော့ရှိရယ်အခုမှဥကြပြပြလို့အကြောင်းစုံသိရတာပဲနောက်ဆုံးတော့ကိုအောင်ကျော်နောက်ဆုတ်ပေးဖို့ဆုံးဖြတ်လိုက်မိတဲ့အချိန်လှုပ်လိုက်ပါပြီတဲ့နေဝန်သတင်းစာကြီးမှာရှိရနရဦးစီးပြီးနေရပါတော့အောင်ကျော်တည်လိုက်တည်လိုက် အားလုံးတည်လိုက်ကြဘလောက်စိတ်ပြည့်စရာကောင်းလိုက်သေးလူတွေလဲဂျာနဲ့များသူ့ရင်အသိန်းနှလုံးရောအုံနာရောရှိပါတဲ့အုံနာကမစင်းစားတော့ဘူးလား ဆက်ထုတ်တွေက ရှုပ်သက်တဲ့ရှုပ်ရည်ကျမသည်ဘယ်ကစရည်ရှင်းရမှမသိပဲရှင်းလည်းမရှင်းလို့တော့ပလဲနေ ကိုကူမောင်ကတစ်စက်ထုတ်မမခင်ကတခန်းကျမနေကိုအောင်ကျော်ကတဖုံအဖြစ်တွေကလည်းလူဆန်လုံးကြသည်ကိုအတွင်းနေကိုအထင်တွေလွဲပြီးရှင်းပြနေလဲဘသူမှနားမထောင်ခြင်းမှတ်ကြရောမိခင်ယူအရာသမားနဲ့အတူတည်းအနေရင်းမှုမှာယခုတော့ရေစုံမျောရပြီကိုကူမောင်ကိုဒေါသထွက်လာပြန်သည် ကျမသည်လက်ထဲမှဆိုင်ရွက်ကိုအစိမ့်စိမ့်ဖြစ်အောင်ဆွဲ၍ဆုပ်ပြလိုက်သည်။အင်းကြီးများချွတ်လဲပြီးအိယာကောင်ဖြစ်အိတ်လိုက်သည်။တာကီဝင်မင်းမျိုးတို့ရှုတ်ကြသောအခါတိုင်းပြည်ပင်ပြတ်သေးသည်မဟုတ်ပါလား။ကျမသည်အားလုံးကိုစိတ်နာလုံ၍အိတ်ဖို့တစ်ခုကိုပဲစူးစမ်းနေမိသည်။နောက်နေ့မနက်အိယာမှနိုးချိန်တွင် နေအတော်မြင့်နေလေသည်။နှစ်ဖြားကြပြီးသာလူမမလို့နှုံးကြည့်ကြည့်ဖြစ်ပြီးနေသည်။ခြေလက်များမှလည်းမတည့်ခြင်းမလုပ်ခြင်းပဲ။ မျက်လုံးကိုအသာပွင့်၍အိပ်ရာထဲတွင်ပင်ညင်၍နေမိသည်အိပ်ခန်းထဲတွင်နေကြီးများမှတန်နိုင်ကြမှပြန့်ကျဲ၍နေကြသည်မင်းဤကအဖြစ်မှစိတ်ထဲတွင် ပေါ်၍လာသည်မင်းညာကခံစားလိုက်ရသော စိတ်ဝေဒနာမှဖြားသည်တန်ဆိုသည်သည်ကိုယ်စိတ်ကိုပင်မဟုတ်တလို့လို့မယုံကြည်နိုင်တလို့လို့ဖြစ်နေသည်ပါရီဖြစ်လိုက်သည်ကိုလည်းအသေးစိတ်ပြန်၍တွေးကြည့်မိသည်လုံငယ်သောလာများကကိုကိုမောင်နှင့်နေခဲ့သောအချိန်များ ထို့အချိန်များသည်ကျမအနာဂတ်ကိုပြောင်းလဲပြီးဖြစ်ခဲ့သည်အရက်မူးလုံသောညကနှစ်ယောက်တည်းအခန်းထဲတွင်လဲကြကြသည်ကိုဥကျော်ကမှတ်သားလိုက်သည်သူစိတ်ထဲတွင်သင်္ကမကင်းဖြစ်နေသည်များမှာအသိဘတ်ထွက်အလာတွင်ပို၍ဆိုးလာသည်မဟုတ်မခံစိတ်နှင့်သာဥကျော်ဘော်တွင်ဒေါသထွက်ခဲ့တော်လဲရခုလိုအေးအေးဆေးဆေးပြန်တွေးချိန်တွင်မူသူ့အပေါ်ဒေါသထွက်စိတ်များမှာတပြေးပြေးအေးစပြူလာသည်ဥကျော်ထင်မီးဆိုလဲထင်တတ်ပေသည်ကိုကမောင်စာရိုက်တာနှင့်ပတ်သက်၍သူသည် ဦးအသေးကအစာတည်သူမဟုတ်ပါလား။အိမ်ပါလူယုံတော်ကြီးဖြစ်၍ကိုကိုမအကြောင်းတွေကိုအစင်းသိခဲ့လေသည်။အမှန်တော့အကြောင်းအကြောင်းတွေကမဖြစ်ချင်၍သာကျမတို့နေထိုင်ခဲ့သောအခြေအနေမျိုးမှာ ကိုကိုမအရက်တောက်ပုံမှာအများကြီးမှားနိုင်ခဲ့လေသည်။အေဂျင်တိတ်ဆိတ်သောညှင်းဤအာယုံများသည်စိတ်ကူးရင်စရာကောင်းခဲ့သည်မဟုတ်ပါလော။နှလုံးသားတွင်ခိုအောင်းနေကြသောအချစ်စိတ်သည်လည်းညှင်းအလှတွင်ပို၍ပွင့်လန်းခြင်းသည်။လန်းဆက်သောပေါင်းွေများကို ထုတ်ချွေ၍ချခြင်းသည်ထို့ကြောင့်မင်းဥကြော်သည်ကျမနှင့်ကိုကိုမောင်တို့မျက်နှာအောင်စကားပြောပြီးသောညင်များကုန်လွန်၍နောက်တစ်နေ့ရောက်တိုင်းသူဤကျမကိုကြည်ဟန်သည်အကြိမ်ပဲအများကြီးပါ၏မျက်နှာကြောကြီးတင်ကလက်ဆောင်ကြီးကလည်းတကြီးတကြီးပြစ်ထိုးလိုက်သည်ဤခုမှပင်ဤအမူအရာများဤသဘောအတိတ်ပဲကိုတွေးမိတော်သည်ကိုကတော့ကိုစိတ်ရှင်းသည်ဆိုသည့်အနေနှင့်သွားလာနေထိုင်ခဲ့သည်များမှာအထင်လွဲနေသူများအတွက်အပြစ်ရှိသောအကွက်မျိုးဖြစ်ခဲ့၏ စင်စင်မတော့ကျမဒီလဲအနေထိုင်စင်ကြင်မှုသိင်ကံကောင်း၍သာလက်မတင်လေးလွတ်မြောက်ခဲ့ခြင်းဖြစ်ပေသည်ဤလိုနေပါများလျင်ကြာတော့မမားရင်းဟု၍လဲဘသူမှ မစုံနိုင်ကာမဂုံတရားဤကံခြင်းအတိုင်းရှိကိုမိသူမှမမှန်းဆနိုင်မေကျမတို့အတူနေ၍ကုံလုံးခဲ့သောညင်များကလည်းလှပတိတ်ဆိတ်သောညင်များဖြစ်နေ၏နေခဲ့သောအိမ်များကလည်းတေးစားစိတ်ငြိမ်သောနေရာများဖြစ်ခဲ့လေသည်ဒီလိုပဝင်းကျင်အခြေအနေတို့နှင့်တကွာ ကိုကိုမောင်ဤရခင်ကကျွလွန်နေသောပြည်မှုတွေကိုဆက်ဆက်လိုက်သောအခါကျမနှင့်ကိုကိုမောင်ကိုဥကြောင့်ဆွဆွဲလိုက်သည်မှာစိတ်လျော်ပေသည်ဥကြောင့်ကိုစိတ်မဆိုးတော့ဘူးဆိုပေမဲ့ကျမဘဝကတော့သွားပြီအမျိုးရိအနှံ့ကိုဥကြောင့်ကမောင်းဖက်လိုက်အောင်မြီကိုအောင်ကျော်နှင့်စိတ်ဆက်ကြောင်းလန့်ခြင်းဖြတ်သိမ်းလိုက်ခြင်းမှလည်းကျမအတွေ့ရုံပြခဲ့နေပြီကျမသည် ဖန်နီးလာသောအကြောင်းအရာများကိုပဲအံ့ဩမိ၏ဖန်နဲ့မှလည်းမကြနိုင် တကယ်တော့ဝမ်းတထွာရေးမှာ လွယ်မရောင်းနဲ့ခက်ခဲပါလားဝိုင်းရေးအတွက်ကျမက350ကိုမြင်ခဲ့သည်350ကြောင့်ကျမအနာဂတ်သည်အယုတ်ဆိုးရည်လာနေပြီတခုတော့သွား၍စဉ်းစားမိသည်ယခုအချိန်တွင်ပလဲအကြောင်းနှင့်ပတ်သက်၍မမေကြီးကောင်းကောင်းသိသည်ပလဲနှင့်ကိုကမအဖြစ်ကိုဖွင့်၍ပြောပါမှပရိသတ်အဖို့စိတ်ရှင်းမည်ဒီပရိသတ်ဆိုသည်မှလည်းစိတ်ပြက်စရာကောင်းလာသည် အမြဲပဲသူတို့ကိုဂရုစိုက်နေရသည်ကျမစိတ်ထဲတွင်ယူလာပြန်သည် ဖြစ်ခြင်းအဖြစ်ထင်ကြရတဲ့ဘသူကိုမှမဖြစ်ရှင်းခြင်းတလို့ဖြစ်လာတော့သည်ဒါပေမဲ့တခုတော့ဝန်းနေမိသည် အစဉ်သဖြင့်ခွင့်လွတ်တယ်တော့မမီသည်ယခုတော့ကျမကိုခွင့်မလွတ်နိုင်တော့တောင်စဉ်ခုနှစ်ချက်နှင့်စူးခုနှစ်တော့ကိုဖျက်ကျော်ခဲ့ရပါစေအပြည့်အလွာပြန်လာ၍ခိုးဝင်နားခဲ့ရတော့မမီရှင်ဝင်ကလည်းယခုလက်မခံတော့ဘသူတွေဘလို့ဝန်းထင်တယ်မမီတယောက်ကိုတော့ဖြည့်ရှင်းခြင်းပါသည် ဆုံးထိနာဆင်ပေးရလို့ကျေးဇူးတင်ပါတယ်ရှင်။အပိုင်းချုပ်ကိုဆက်လက်ဖတ်ပြပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။